မာဘာသာဆိုတာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးပဲမဟုတ်လားတဲ့ဟုတ်ပါတယ်နော်အဲ့ဒီဒကမကဥစဉ်ကိုမာဘာသာဖုံးကြီးလို့ပြောတဲ့အတွက်ဥစဉ်ကမာဘာသာဖုံးကြီးမဟုတ်ကြောင်းလေးပဲပြောတာပါအမျိုးကိုစောင့်ရှောက်ခြင်းဘာသာကိုစောင့်ရှောက်ခြင်းဆိုတာကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားတောင်မှာဖျားဖြစ်ဖို့ပါရမီဖြည့်ကျင့်စဉ်ကာလမှာဆွေမျိုးတွေကိုစောင့်ရှောက်ခဲ့တာရှိပါတယ် ဖရာအလောင်းအမျိုးစောင်းလျှောက်ပုံကိုတစ်ခုလောက်ချပြပါမယ်နော်950နိဗ္ဗတ်တော်ဧကကနိဗ္ဗတ်ကုရုံကားဝက်ကိုကိုရဇတ်တော်မှာဗြမဒမင်းအုပ်ချုပ်စဉ်ဖရာအလောင်းဟာခွေးဖြစ်ပြီးခွေးပေါင်းချံရံ၍တုတ်တံမှာနေပါတယ်တနေ့မှာရှင်ဘရင်ရဲ့လှဲကတရေဘတ်တွေကိုနန်းတွင်းကခွေးတွေကစားပါတယ်အဲ့ဒါကိုရှင်ဘရင်ကနန်းပြင်ကခွေးတွေစားတဲ့ထင်ပြီးနန်းပြင်ကခွေးတွေကိုတတ်ခိုင်းပါတယ် တေဘေးကိုကြောက်ရွံ့ကြတဲ့ခွေးအပေါင်းတို့ဟာဖျားလောင်းခွေးမင်းထံကပ်ပြီးတေဘေးမှာလွတ်အောင်ဆောင်ရွက်ပေးဖို့ပြောဆိုပါတယ်။အဲ့ဒီခါမှာဖျားလောင်းခွေးမင်းကဆွေမျိုးဖြစ်တဲ့ခွေးအပေါင်းတို့တေဘေးမှာလွတ်မြောက်စေရန်ရှင်ဘရင်ထံသွားပြီးအရှင်မင်းကြီးအရှင်မင်းကြီးရဲ့လှဲကအရေဘတ်တွေကိုနန်းတွင်ကခွေးတွေစားတာသာဖြစ်နိုင်ကြောင်းနန်းပြင်ကခွေးတွေစားတာမဟုတ်နိုင်ကြောင်းမြေသားမြက်ကိုထောင်း၍အရေညှစ်ပြီးရက်တဲ့ရေနဲ့ရောတိုက်လိုက်ပါကစားထားတဲ့တရေဘတ်တွေပြန်ပြီးအန်ထွက်လာနိုင်ကြောင်းဘရင်ကိုလျှောက်တင်ပါတယ် ဘယင်လည်းပဲဖျားလောင်းခွေမင်းလျှောက်တင်တဲ့အတိုင်းလှုပ်လိုက်တဲ့အခါမှာညံတွင်းကခွေတွေဟာစားထားတဲ့သရေဘက်တွေပြန်ပြီးအန်ထွက်လာပါတယ်။ထို့အခါကျမှဘယင်လည်းပဲညံတွင်းကခွေတွေစားတယ်ဆိုတာကိုသိပြီးညံပြင်က ခွေတွေလည်းပဲတေးပြီးမှလွတ်မြောက်သွားပါတယ်။ဒါဟာဖျားအလောင်းကဆွေမျိုးတွေကိုစောင့်ရှောက်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဆွေမျိုးကိုစောင့်ရှောက်ခြင်းအမျိုးပါတာတာသနာကိုစောင့်ရှောက်ခြင်းဟာသူတော်ကောင်းတွေရဲ့အလုပ်ဖြစ်တဲ့အတွက်အမတန်မှကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်နော်။ရှင်ဖရာ နတ်ပြည်6ထက်တွင်ဘယ်လိုပုဂ္ဂိုလ်တွေမနေပါတလဲဖေဟာတဲ့ဒီမေခွန်းလေးကမေးထာတာနှစ်ရက်သုံးရက်ဖြစ်နေပါပြီဥစဉ်လဲအားလို့အခုမှပဲဖြေလိုက်တာပါနတ်ပြည်6ထက်တွင်ဒါနမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူးတီလမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူးဒါနတီလရှိတဲ့ပုဂ္ဂိုလ်တွေသာလျင်နေပါတယ်နတ်ပြည်ယောက်ျောင်းကလည်းအင်္ဂါ3ပါးရှိပါတယ်နံပါတ်1သစ္ဆံပဏီမှန်သောစကားကိုပြောဆိုရမယ် နံပါတ်1နာကုတ်စီစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းမရှိရဘူးနံပါတ်3အပ္ပံပိဒိသတောင်းခံလာပါကနည်းနည်းဖြစ်ဖြစ်တက်နိုင်သလောက်ပေးကမ်းလှူဒန်းရမယ်တဲ့အဲ့ဒီအင်္ဂါ3ချက်နဲ့ညီတဲ့သူတွေသာလျှင်နတ်ပြည်မှာနေရပါတယ်အဲ့ဒီအင်္ဂါ3ချက်နဲ့မညီတဲ့သူတွေနတ်ပြည်မှာမနေဘူးလို့မှတ်ပါ